တတိယကျတော့ဒီမှာမနေပါဘူးเนาะတတိယကဒီလိုနေရာတိတိလေးမှာဘာမှဇင်ခံစရာကောင်းကောင်းစရာလည်းမရှိတဲ့နေရာမှာမရှိပါဘူးသူတို့ကအာရှင်းရှင်းပြောရင်ကျွန်တော်လေ့လာတလို့ဆိုရင်ဟလာငွေကြီးလဲခြားနာတဲ့လူတွေကသူတို့လုံခြုံပြီးတော့မှဒီလောက်ပြဿနာတွေရှုပ်ထွေးနေနေရမှာပဲတတိယမှာလည်းမနေပါဘူးအဲဆိုလို့ရနောက်ပြီးတော့ဒီရေမီပတူရီနေထားရကြည့်မယ်ဆိုလို့ရှိရင်မကောင်းတာလုပ်တဲ့လူကတော့ပြေးလို့လွယ်တဲ့နေရာမှာပဲသူနေမှာပေါ့အဲ့တော့ဆိုလို့ညီငါက ကျွန်တော်တို့အစီအမအဲ့တတိတွေလာပတ်သက်ပြီးရွှေ့ပြောင်းထားတာလုံးဝမရှိပါဘူးကျွန်တော်တို့ဒီကာလဒီမှာအာဒီသွေးဆုပ်တွေကခုနကလည်းကျွန်တော်သတင်းမီဒီယာတွေကိုကျွန်တော်ပြပြခဲ့တာလည်းရှိမှာပါเนาะဒါကကျွန်တော်မြန်မာနိုင်ငံသားတွေကသူတို့လက်ရှိတက်ဆိုင်ရာတရုတ်တွေထွက်ပြေးသွားတဲ့အတွက်ဟိုအလုပ်တွေကြိုက်ပြီးအဲဟိုမရှိလာတာဖြစ်တော့တာတချို့အလုပ်ကရှိတဲ့လူကဈေးရောက်တဲ့လူတွေကဈေးဆိုင်ဖွင့်ထားပြီးတော့နေခဲ့မှာပေါ့ ဟိုတယ်ရှိတယ်လို့ဟိုတယ်ဖွင့်ထားတယ်နေခဲ့ပါပေါ့။ကြာတဲ့မရှိတဲ့ဒီဘက်တော့မြန်မာနိုင်ငံမြန်မာပြည်ပွားတရုတ်တွေပဲပြန်နေကြတာဒီလက်ရှိကင်မရာပေါ်မှာရှိနေတဲ့အရာတွေအားလည်းအဲအဲ့တော့ကျွန်တော်တို့တရုတ်တွေကိုကျွန်တော်ပို့ဆောင်ခြင်းလုံးဝမရှိပါဘူး။ဟုတ်ကဲ့ ကရင်နေကြဆောက်တက် BGF ကသူတို့ထိချုပ်ထားတဲ့ရှေကုကူမျိုးတင်မှာစာဖြတ်လုပ်ငန်းပိုင်ရှင်တထေးတွေလောကနေထိုင်ခြင်းမရှိဘူးလို့ယတိပြက်ညင်းဆိုသွားတာပါ။ထိုင်းမြန်မာနယ်စပ်ရှေကုကူမျိုးတက်ကစာဖြတ်အွန်လိုင်းငွေလဲလုပ်ငန်းတွေကိုအထူးစစ်ဆင်ရေးတရက်အနေနဲ့နှိမ်နှိမ်မှုတွေပြုလုပ်နေပါတယ်။ ရွှေကုတ်ကိုမြို့တက်ကကြာဖြန့်လုပ်ငန်းတွေကိုနှိမ့်နှိမ့်မှုပြုလုပ်နေတာဒီနေ့နဲ့ဆို၄ရက်ရှိပါပြီ။ BGE ရဲ့အနေနဲ့ကြာဖြန့်လုပ်ငန်းပိုင်ရှင်တထေးတွေကိုရွှေ့ပြောင်းပေးထားတာမျိုးလည်းမရှိဘူးလို့ပြောဆိုသွားခဲ့ပါသေးတယ်။ BGE ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကကြာဖြန့်လုပ်ငန်းတွေကိုရှင်းလင်းနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးနိုမာလာ20ရက်နေ့ကထိုင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။အားလုံးစုစုပေါင်းအဆောက်အဦ20နှစ်လုံးကိုစစ်စစ်ပြီးပြီး အဆောက်တစ်စက်နှလုံးစီစဉ်ပြီးကြတယ်အဆောက်အဦးတွေကတော့ဟိုလူတွေအဆောက်အဦးတွေလည်းများဒါတော့ပွေလေးမြင်တာမျိုးရှိအောင်အရင်တော့ဆိုတော့ကိုလူတပ်ဖွဲ့ကြီးပဲအလုံးတဲခါကြတော့ဟိုဟိုဘယ်လိုပြောပဲဒီဥစုံဟိုတန်ရရှိတယ်လေအခုကလည်းကိုတို့ဒီအပူပေါင်းတပ်ဖွဲ့တွေနဲ့အလုံးတဲခါကြတော့ခုနကတိုက်တွေကိုတို့အားလုံးစုစုပေါင်းတိုက်20နှလုံးကိုတို့စစ်ဆေးပြီးပြီလက်ရှိခုနကတော့စကမ်မှာဟိုတိတိကျကျလုထားတဲ့နေရာဆိုလို့ခုနကဟိုတယ်ကလုံးရဲ့အထဲမှာဟိုပြုတ်ဝက်ဆိုတာလုထားတဲ့ဒီဒီစကမ်မှာ ဒီ online ငွေလေလုပ်ငန်းတစ်ခုကိုတော့ကိုတို့ဖော်ထုတ်ရတယ်ခုနကအဲ့ဖော်ထုတ်ရတယ်နောက်ပြီးတော့တခြားတော့နေရာမှာတွေကဖြတ်ပြီးသိမ်းဆောင်သွားတဲ့နေရာတွေကနေပြီးတော့ခုနကသိမ်းစီရမိတဲ့ monitor computer ဟလာဖုန်းတွေအားလုံးစုစုပေါင်းပေါင်းလိုက်တဲ့ခါကျတော့ကိုခုနရွတ်ပြတဲ့ဒီအရေးအတွက်လုံးကြီး monitor computer 2000ကျော်နဲ့ဒီဖုန်းအလုံးကြီး2000ကျော်ဒါသိမ်းစီရပြီးတာရှိတယ်ပေါ့နော် ရွှေကုတ်ကမြို့တကစားဖြတ်နိုင်နေရေလုပ်ငန်းတွေကို BGF ကဥဆောင်လုပ်ကိုင်းနေတာမဟုတ်ပဲစီအိုစုရဲ့ဦးစီးလမ်းညွှန်မှုနဲ့အတူစီအိုစုဘက်ကကြီးကြပ်လုပ်ကိုင်းနေတာဖြစ်ပါတယ်ညွန်ကြားမှုရှိတာတော့ဒါနိုင်ငံတော်ဘက်ကအကြီးကဲတဲ့အစစ်အစစ်ပေါ့နော်အစစ်အစစ်ပေါ့ကိုလူစီမှာအနီးကပ်ဒါရိုက်ကုတ်ခဲ့တာကတော့အဲလက်ရှိကရင်ပြည်နယ်အစိုးရဘက်ကလုံနယ်ဝန်ကြီးပေါ့နော်လုံနယ်ဝန်ကြီးအဲဟိုဟာပေါ့ဟိုတာနေကြီးတယောက်ကနေပြီးတော့မှပုံမူမင်းသူကျော်ဆိုတာသူသူရဲ့ အဟိုဥစားမှုနဲ့အောက်ကနေပြီးတော့မှဘုလို့ဒီသမလေးလေးအဒီကတမဌာနချုပ်ရဲ့ဟိုစစ်ပြူဟာမှုတွေเนาะနောက်ပြီးတော့လက်ရှိကေဒီနဲ့ရဲတပ်ဖွဲ့ကဒုတိယအပြည်နယ်မှုเนาะဦးစီးတဲ့ရဲတပ်ဖွဲ့တွေအဲနောက်ပြီးတော့တခြားတခြားသောဌာနဆရာတွေလည်းအများကြီးပါပါတယ်။ဒါနိုင်ငံတော်ဒါသမရာကြီးရဲ့အမိန့်နဲ့နောက်ပြီးတော့ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်နဲ့ အဲအစီအစီအဲ့လိုမျိုးလေးလာတာအခုဂူဂျီတီလက်ဒီမြေပြင်မှာလုံနေတဲ့တောက်ပွဲတွေကတော့ဟိုအထက်တဲ့ဒိုင်းရိုက်အဲဆက်တွေတွေလုံပြီးတော့ပါလီဆက်စောကတော့အခုဒီ area commander ဟောပါနော်ဒီဆက်စောတွေကတိုင်းမှုတို့ညှိုချမှုနဲ့ဟိုတောက်လျှောက်အလုပ်လုပ်နေကြတော့ဟုတ်ကဲ့ ရွှေကုခုမြို့တည်စီမံကိန်းကခက်ခဲပတ်နက်ပုံစံမတူပဲတရားဝင်မြို့ဖြစ်တယ်လို့ဒုတိယဘုံမကြီးနိုင်မောစောကပြောပါရယ်လူနေအဆောက်အအုံတွေဆောက်လုပ်ဖို့အတွက်တရားဝင်ခွင့်ပြုချက်ရရှိပြီးသားနေရာဖြစ်တယ်လို့လည်းသိရပါရယ်ရှေကုတ်ကိုမြို့တက်ကကြားဖြတ်လုပ်ငန်းတွေကိုနိုင်နေရမှာတရုတ်နိုင်ငံသားအများစုကိုဖန်ဆီးရမိထားပါတယ်။ရောက်900ကျော်က ပထမအဦးဆုံးကတော့အခုလို22နိုင်ငံပေါ့နော်346ခုဖမ်းပြီးတဲ့အဲနိုင်ငံက22နိုင်ငံအဲအဲ့ဒီမှာအားလုံးနိုင်ငံအားလုံးမှာတော့လူကြီးများဆိုတော့တရုတ်နိုင်ငံသားပေါ့နော်တရုတ်နိုင်ငံသားအဲဒုတိယရက်မှာကအခုလို့ဒီဟိုဒီမော19ရက်နေ့ပေါ့နော်19ရက်နေ့မှာအခုလို့260နေခုဖမ်းပြီးတဲ့နေရာမှာနိုင်ငံပေါင်း10နိုင်ငံအဲဒီမှာလည်းအများဆုံးကတော့တရုတ်နိုင်ငံသားပေါ့နော်လက်ရှိအာ အဒီနေ့20ရက်နေ့မှာကိုတို့ဒီစီစစ်စဲအားလုံးစုစုပေါင်းနိုင်ငံပေါင်းကအားလုံးအဲလက်ရှိကဟိုဒီပေါ့ဟို14နိုင်ငံပေါ့နော်အားလုံးစုစုပေါင်းအဲဒီနေ့မှာတော့14နိုင်ငံအလူကြီးအားလုံးကိုတို့ဒီဟိုဒီပေါ့14အာလူကြီးစုစုပေါင်းကတော့ကိုတို့ဒီဝင်းလောက်ရှိမှာပေါ့အာ 350ကျော်ပေါ့နော်350အခုလုံးစင်စစ်စည်းနေစေပေါ့ဟုတ်စစ်စည်းနေစေနောက်ထပ်လည်းအခုတို့ထပ်မှန်ဖန်စီရရှိဖို့ကတော့အခုပြန်ရနေစေပေါ့အားလုံးကတော့ဟိုတိရနာများပါတော့